الله الحمد لله والصلاة والسلام على رسول الله ومن والاه أما بعد سلام الله عليكم ورحمة الله جنروا على القرآن الكريم قا بابشلو عربي بادا لو بشني لي سراغو جنرو نالي عن دوني رابش باري ديني جنرو قايت كو جيمة الله عز وجل بابيو لي إنا أنزلنا بقرآن عربي لعلكم تعقلون အင်းနဲ့ဧကမုတ်ချပဲအန်ဇန်နာချပေးတော်မူခဲ့တယ်ဘုရားရှင်ဆလ္လာလာဆဘပါဘာဘာဘာနဲ့ချပေးလဲအရဗီဘာသာနဲ့ချပေးတယ်ဘာဖြစ်လို့လဲဆိုတော့လအန်လကွမ်တာကီလုန်ကျွန်တော်တို့နားလဲအောင်လို့ဆိုတော့ဒီကနေဘာတည်ရလဲဆိုတော့ဟာလာအရဗီဘာသာနဲ့ချပေးတဲ့အတွက်ကြောင့်ဘလို့ကျွန်တော်တို့နားလဲမှုက ပို့ပြီးတော့လေးနဲ့လာတယ်တခြားဘာသာနဲ့ချမယ်ဆိုလို့ရှိရင်နားလဲမှုကအဲ့လောက်လေးနဲ့မှုမရှိဘူး ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီဘီဘာဒါကအမတန်မှကျွဲဝါအဲ့ဒီဘီဘာဒါမှာဟလာလေးနဲ့ဒီလေးနဲ့တည်ခြင်းနဲ့ဆိုအဲ့ဒီဘီဘာဒါကနောက်တစ်ခါအဲ့ဒီဘီကသူကကျွဲဝါပြီးတော့ဟလာစကားတစ်လုံးတည်းဆိုလို့ရှိရင်တော့မှအဓိပ္ပာယ်တွေအမျိုးမျိုးရနိုင်တယ်တစ်ခုတည်းကနေပြီးတော့ဟလာဒါကြောင့်မို့လို့တကယ်တော့ဘာမဆိုနားလေခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီဘီက အမတန်မှအဲ တင့်တော်တယ်ဆိုပြီးတော့ကျွန်တော်တို့နားလည်နိုင်တယ်။ဘာဖြစ်လို့ချပေးလဲ RB လို့ကျွန်တော်တို့အနေနဲ့ RB ဘာသာကဟာလားအမတမအပြည့်ဝရဲအဲ့ဒါချွေဝရဲနားလည်မှုက ပို့ပြီးတော့ RB ဘာသာနဲ့ပို့ပြီးတော့ Quran နဲ့ Kalim ကို နားလည်မှုကိုတိုးပွားလာနိုင်တယ်။ဟာလားဒါကြောင့်မလို့ဒီ Quran နဲ့ Kalim ကို RB ဘာသာလို့ပို့ပေးတယ်ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ نالين عينيه هذا وصل اللهم على سيدنا ونبينا وحبيبنا محمد صلى الله عليه وسلم وعلى آله وصحبه وبارك وسلم عليه